်စစ်ကောင်သားဘင်္ဂလီကလားများကရိုဟင်ဂျာဟူသောနာမည်တစ်တလုံးကိုတီထွင်သုံးဆွဲလာခြင်းဒုတိယကမ္ဘာစစ်ဦး1942ခုနှစ်တွင်အင်္ဂလိပ်တို့ကလက်နက်တွေဆင်ပေးခဲ့သောကြောင့်အင်္ဂလိပ်စစ်တပ်ထဲမှဘင်္ဂလီမွတ်စလင်ကလားများအိန္ဒိယမွတ်စလင်ကလားများသည်ရခိုင်ဒေသတွင်ရှိနေပြီးဖြစ်သည့်ဘင်္ဂလီမွတ်စလင်ကလားများနှင့်ပူးပေါင်းကရခိုင်တိုင်းရင်းသားများအားဂျီဟတ်စစ်ပွဲဆင်နွှဲ၍လေယာဉ်မြင်များနှင့်တိုင်းရင်းသားတို့ပိုင်ဆိုင်သောအုပ်စာပစ္စည်းများကိုသိမ်းယူခဲ့သည်၎င်းသိမ်းယူထားသောလေယာဉ်မြင်များနှင့် ်ရခိုင်ပြည်အတွင်းတရားစတာများသည်1948ခုနှစ်နှစ်ကုန်ပိုင်းတွင်စတင်ဖွဲ့စည်းခဲ့သည်မူဂျာဟစ်တပုံများ၏အဓိကရန်ပုံငွေဖြစ်ခဲ့ပြီးပါကစ္စတန်နိုင်ငံအစိုးရကလည်းမူဂျာဟစ်တို့ကိုအဓိကထောက်ပံ့ခဲ့သည်ထို့မူဂျာဟစ်တပုံဖွဲ့စတင်ဖွဲ့စည်းသည့်ကာလအထိရိုဟင်ဂျာဟူသောဝဟါယအပေါ်ပေါက်သေးပေ1948ခုနှစ်ဂျာမစ်တူအူလီမာ၏အသင်းမှခေါင်းဆောင်ပြီးစီတန်လက်လျာတွင်ပါကစ္စတန်အတွန့်ရှိပါစေဟုကြွေးကြော်ခဲ့ကြသည်မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်1948ခုနှစ်တွင် ဝန်ကြီးချုပ်ဦးနှုတ်တွေ့ကြုံခဲ့ရသည့်နိုင်ငံရေးအခြေတင်းများသည့်ရဖိုင်ဒေသတွင်းနှင့်ရန်ကုန်ခြေဆိုင်မြန်မာမွတ်စလင်များ၏အတုံးချရာပင်မအခွင့်အရေးဖြစ်ခဲ့ရသည်1948ခုနှစ်ဧပြီလ3ရက်နေ့တွင်မြေပုံတွင်း၌ကျင်းပသည့်ရဖိုင်မြို့သားညီလာခံတွင်ရဖိုင်သားတို့၏သဘောထားတင်းမာမှုကြောင့်ထောက်ခံမဲမရသောဖက်ဆပ်ပလသည့်အခြေတင်းတွေ့တွေ့ခဲ့ရာဦးနှုတ်ကမွတ်စလင်အများစု၏ထောက်ခံမဲရအောင်ဆောင်ရွက်ခဲ့သည့်ဖြင့်မြန်မာနိုင်ငံ၏အတွင်းမြန်မာမွတ်စလင်များ၏အရှုပ်ထွေးများစတင်ပေါ်ပေါက်ခဲ့သည် ဟစပလမဲအနိုင်ရရေးအတွက်ထိုအချိန်ကပြည်ထရေးဝန်ကြီးဦးအေးမောင်ခအဒူလာတဲ့ရဲ့ထောက်ခံမှုဖြင့်ဘင်လီများကိုဖော်သွင်းလာသည်ဘူတီတောင်တွင်ဘူခိုင်ဆိုသူကဟစပလအုပ်ထလာဝကတုံးနဲ့ပေါင်းကအိမ်ထောင်စုစည်ရင်းများလုပ်ပြီးမှတပတ်နိုင်ငံမှာဘင်လီများကိုဖော်သွင်းလာရရွာပေါင်း40ကျော်ခန့်တမဟုတ်ချင်းရောက်ရှိလာသည်ထို့သောသောလှုပ်ဆောင်ချက်အများများသည်နိုင်ငံအတွက်ယနေ့တိုင်နစ်နာမှုများစွာဖြစ်ခဲ့ရသည်1950ခုနှစ်ဇွန်လတွင်အစိုးရ၏အနေနဲ့အချက်တည်းကိုအခွင့်ကောင်းယူက ပင်လယ်မွတ်စလင်များသည်မောင်တော်မြို့နယ်ရှိအလဲတန်းကျော်ရွာတွင်အစည်းအဝေးပြုလုပ်ခဲ့ပြီးရခိုင်ပြည်နယ်ကိုအစ္စလမ်ဘာသာပြည်နယ်အဖြစ်ပြောင်းလဲသတ်မှတ်ပေးရန်အချက်24ချက်ကိုဗဟုအစိုးရသို့တင်ပြတောင်းဆိုခဲ့သည်။၎င်းတောင်းဆိုချက်ကိုဗဟုအစိုးရကပယ်ချခဲ့သည့်နောက်တွင်ရိုဟင်ဂျာလူမျိုးတုကိုတီထွင်လာ1950ခုနှစ်အောက်တိုဘာလတွင်စတင်အုံပြုရတိုင်းရင်းသားအဖြစ်တောင်းဆိုခဲ့သည်။ပင်လယ်များကိုရိုဟင်ဂျာလူမျိုးအဖြစ်ပုံဖော်ရန်အဓိကကြိုးပမ်းခဲ့ကြသူများမှာမွတ်စလင်ပညာတတ်များဖြစ်ကြသည့် MA ထရလီယန်ဘာသာမောင်တန်လွင်နဲ့မောင်တော်ပါလီမန်မဲ့အဘဒူဂါဖိတ်တို့ဖြစ်ကြသည်၎င်းတို့ကိုနောက်ကွယ်မှပံပိုးသူများမှရန်ကုန်ခြေဆိုင်ဗမာမွတ်စလင်အစည်းအရုံးဖြစ်ကြောင်းအလဲတန်းကြောင့်စီရင်ခံစားလက်နှိပ်ဆက်မှုတွေအတိအလင်းဖော်ပြထားသည်မောင်တော်ပါလီမန်မဲ့အဘဒူဂါဖိတ်ဒီ1960ခုနှစ်ဧပြီလ22ရက်နေ့တွင်ရန်ကုန်၌သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ကရခိုင်ပထန်အာရဲအတွင်းတော်များသည့်ရိုဟင်ဂျာလူမျိုးဖြစ်ကြောင်းရခိုင်ပင်ဂလီဥရဒူပါရှန် RB စကားများကိုရောနှောရာမှရိုဟင်ဂျာဘာသာစကားဖြစ်လာကြောင်းစတင်ဝါဒဖြန့်ခဲ့သည် မန္တလေးအဖြစ်၎င်းတို့ရဲ့စကားများသည့်ဘင်္ဂလီစကားများသာဖြစ်သည်၎င်းတို့ပြောသောစကားသည်စစ်ကောင်အောက်ပိုင်းမှပြောသောစကားဖြစ်သည်ဘင်္ဂောတွင်စစ်ကောင်အထက်ပိုင်းစကားနှင့်အောက်ပိုင်းစကားဟူ၍စကားနှမျိုးရှိသည်စကားနှမျိုးသည်အနည်းငယ်ကွဲသည်စစ်ကောင်အထက်ပိုင်းသုံးသည့်စကားသည်ယခုခါ